ရှင်ထဲမှာတလလနဲ့ဖြစ်နေတာအသက်ရှူရတာတနုဖြစ်နေတာတွေရှင်တုံပန်းတုံခစားမှုမှာပေါ့နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာဆိုရင်တော့သို့ရင်ဘူးကောင်းပေမဲ့နှလုံးရောဂါကြောင့်မဟုတ်တဲ့အခြားအကြောင်းရင်းတွေလည်းအများကြီးရှိတယ်ဆိုတာကိုတော့သိမိကြကြပါဘူးရှင်တုံလည်းဆိုတိုင်း crash နဲ့တွေ့လို့ယင်ခုံနေကြီးထင်နေပါနဲ့เนาะအခုပြပြပေးသွားမယ်အချက်တွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်ပရမအောင်ဆုံးတစ်ခုကတော့ safety စီမှုနဲ့စိုးရိမ်ပူပန်မှုကြောင့်ပါ ပြင်းထန်တဲ့စိတ်ကံစားချက်တွေကြောင့်နှလုံးခုန်လုံးကိုမြန်ဆေးတဲ့ဟော်မုန်းတွေကိုထုတ်ပေးပါတယ်။ရုပ်တရက်ကြောင်လန်းစိတ်ကြောင့်ဖြစ်လာတဲ့ရင်တုံတာကမိနစ်အနည်းငယ်ကြာနိုင်ပါတယ်။ချွေးဆေးထွက်တာ၊နှလုံးခုန်မြန်တာ၊ချမ်းတာ၊အသက်ရှူရခတ်တာတွေလည်းဖြစ်လာနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့ကဖေးမှာမနက်ပိုင်းကော်ဖီတောက်ပြီးရောနှလုံးခုန်ပူမြန်နေတာလား။ကော်ဖီပဲဖြစ်ဖြစ်လက်ဖက်ရည်အားဖြင့်အချိုရည်ချောကလက်ဓာရီကနေရတဲ့ကဖိန်းဓာတ်ကြောင့်နှလုံးခုန်မြန်စေနိုင်ပါတယ်။ဒါကြောင့်ကဖိန်းတောက်တာများတဲ့သူတွေ ီးမှာလည်းရင်တုံတက်တာကတော့မကြခဏကြုံရတတ်ပါတယ်ရှင်။နောက်ထပ်လူမျိုးကတော့နီကိုရင်းမှာစီကရက်နဲ့တခြားဆေးရွက်ကြီးထုတ်ကုန်တွေမှာပါဝင်တဲ့နီကိုရင်းကတွေးဖိအားကိုမြင့်စေပြီးတော့နှလုံးခုန်လုံးကိုမြန်စေပါတယ်။ကိုယ်ရဲ့နှလုံးကိုကျန်းမာစေခြင်းနဲ့ဆိုရင်တော့ဆက်လေးဖြစ်တာကတော့အကောင်းဆုံးပါပဲ။ရင်တုံတာကနီကိုရင်းဖြစ်တဲ့အခါမှာလည်းဖြစ်တတ်ပေမဲ့အဲ့ဒီအခါမျိုးမှာဆိုရင်တော့ဆက်လေးဖြစ်ပြီးတော့၃-၄ဘက်အတွင်းမှာတတ်တာတတ်ပါတယ်ရှင်။ နောက်တစ်ခုကတော့ဟော်မုန်းပြောင်းလဲကြောင်းပါအမျိုးသမီးတွေကရာသီလာတဲ့အချိန်ကိုယ်ဝန်ဆောင်ကာလသွေးဆုံချိန်နီးလာတဲ့အခါနဲ့သွေးဆုံချိန်တွေမှာနှလုံးဖုန်မြန်နေတတ်ကြပါတယ်အကြောင်းရင်းကတော့ဟော်မုန်းပမာဏကြောင့်ပါပဲဥပမာဆိုလို့ရှိရင်တော့ဒီလိုမြန်လာတာကယာယီပဲဖြစ်ပြီးတော့အစိုးရင်ဖို့မလိုပါဘူးကိုယ်ဝန်ဆောင်ချိန်မှာသွေးရနေနေတယ်ဆိုရင်လည်းရင်တလက်လက်တုန်တက်ပါတယ်ရှင်နောက်တစ်ခုကတော့ဆေးဝါးပါကိုတောက်နေတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့လည်းရင်တုန်တက်ပါတယ်ဥပမာပနီးစီဝါး ိုးသက်စေဝါတွေပိုးပိုးအတွက်စေဝါတွေပန်းနိုင်ရက်စေချောင်းဆိုးအေးမိတ္တတာရဲစေတွေအစီကြစေသွေးတို့ထိန်စေတွေတားရိုက်စေဝါတွေမှာပါဝင်ပါတယ်ဒီစေတွေကိုတစ်မျိုးတည်းဒါမှမဟုတ်တစ်မျိုးထပ်ပို့ပြီးတော့တောက်ထားတယ်ဆိုရင်တော့နှလုံးခုန်လုံးကိုတက်ရောက်မှုရှိလာတဲ့အခါမှာဆရာဝန်နဲ့တိုင်ပင်လိုက်ပါနော်နောက်ထပ်တစ်ခုကတော့သွေးပောင်ကြတာပါအိုက်စာလို့ကရုံကရင်ဖြစ်တာ အားနေသွားတာတွေဖြစ်မှုရမလားအစာမရှိလို့သွေးထင်းတကြားဓာတ်တွေကျဆင်းတဲ့အခါမှာအဒရီနလင်လိုဟော်မုန်းတွေထွက်စေပါတယ်အဒရီနလင်ကြောင့်လည်းနှလုံးခုန်သံကိုမြန်စေပါတယ်ရှင် နောက်တစ်ခုကတော့ thyroid gland လှုပ်ရှားမှုလွန်ကဲတာပါ thyroid gland လှုပ်ရှားမှုလွန်ကဲရဆိုတာက thyroid hormone ထုတ်လုပ်မှုလွန်ကဲတာပဲဖြစ်ပါတယ် thyroid hormone များမယ်ဆိုရင်လည်းနှလုံးခုန်တန်ကတုံတုံဖြစ်စေနိုင်ပါတယ်နောက်တစ်ချက်ကတော့နှလုံးခုန်စည်းကြက်ပြဿနာပါနှလုံးခုန်စည်းကြက်နဲ့ပတ်သက်တဲ့ပြဿနာဒါမှမဟုတ်ပြဿနာတစ်ခုခုရှိနေမယ်ဆိုရင်လည်းဒီလိုဖြစ်တာကတော့လက္ခဏာပြနေတာဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့အေကိုဟောပါတောက်တာများရင်ဒါမှမဟုတ်ပုံမှန်တောက်နေကြထက်ပိုတယ်ဆိုရင်တော့နှလုံးခုန်တန်မြန်နိုင်ပါတယ်တ ချို့လူတွေမှာဆိုရင်နည်းနည်းလေးပဲတတ်တာနေတာနှလုံးခုန်မြန်တာရေတုံတာတွေဖြစ်တတ်ပါတယ်။ ဘယ်အချိန်မှဆရာဝန်နဲ့ပြဖို့လိုမလဲဆိုရအောင်ပြပြပေးချင်ပါတယ်။ကျမသူပြောဆိုလို့ရှိရင်တော့တခါတလေဖြစ်တာကဆိုရင်ဘူးမလို့ပါဘူး။ဒါပေမဲ့အရင်ဘက်အောက်တာဖိထားသူလိုမျိုးခံစားရတာအသက်ရှူမဝတာခေါင်းမူတာတတိလိမိမျောတာဒီလိုမျိုးလက္ခဏာတွေပါတွဲပြီးဖြစ်လာတယ်။မကြာခဏဖြစ်တတ်တယ်။ဒါမှမဟုတ်အချိန်ကြာကြာဖြစ်တယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြပြီးတော့စစ်ဆေးကူတောင်းမှုလိုပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကိုချုပ်လိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။